င်အခုမြင်ကြရတဲ့ဗီဒီယိုကတော့22ရက်6လပိုင်း2025မှာရခိုင်ပြည်သူတွေကအရခတတ်တော် AA တွေကိုစစ်မှုထမ်းဖို့အတွက် သူ့အလိုလျောက်ရောက်ချီလာတဲ့လူတွေပဲဖြစ်ပါတယ်။တရားတော်စီဆိုတာဗီဒီယိုတွေကထောက်ခံပြီးသားပါ။အတိအာဓမနေပြီးတော့ပေါ်တာဆွေးစရာမလိုပါဘူးသူ့အလိုလျောက်လာရောက်ကြတာပါ အေးအေးပေါ်လာလို့ရခိုင်နေဒုက္ခရောက်တာမဟုတ်ပါဘူးရခိုင်နေဒုက္ခရောက်လို့အေးအေးဆိုတာပေါ်ပေါက်လာတာကို ရခိုင်ပြည်သူပြည်သားတွေအကုန်လုံးကသိရှိနားလေပြီးသားပါတဖက်ကပြောဆိုနေကြသလိုအေးအေးပေါ်လာလို့ရခိုင်ပြည်သူတွေဒုက္ခရောက်နေတာမဟုတ်ပါဘူး ဟိုးအေးအေးအေးမပေါ်ခင်ကလေးကရခိုင်ပြည်သူတွေကဒုက္ခရောက်နေပြီသားပါတယံစာရတွေဒီလောက်ပိုးကျွေဝနေတဲ့ရခိုင်ပြည်နယ်တွေဟာစစ်ပွဲတဲ့မရှိတာမှန်ပေမဲ့မြန်မာနိုင်ငံမှာအစင်းရေးဆုံးပြည်နယ်တစ်ခုပါပဲဒါဟာဘသူတွေလောက်တဲ့ဒုက္ခလေအထက်ထက်ကဖိနှိပ်ထားတဲ့ လူဒန်းစားတရက်ကြောင့်အစီရေဆုံးပြည်နယ်တစ်ခုဖြစ်ပြီးဒုက္ခမျိုးစုံခံနေရတဲ့ပြည်နယ်တစ်ခုဆိုတာကိုသိရှိနားလေသဘောပေါက်လာတဲ့နောက်ပိုင်းအေးအေးဆိုတာပေါ်ပေါက်လာတာပါပဲအေးအေးဆိုတာပေါ်ပေါက်လာတဲ့အတွက်ရခိုင်ချင်းချင်းချစ်ခင်ရင်းနှီးမှုတွေရရှိလာပြီးအရက်ပေါက်စားမှုတွေရံပြစ်မှုတွေဟာနေပါသွားပါတယ်ဒါကြောင့်အေးအေးကိုကြီးစုအများကြီးတင်ပါတယ်ရှင်